ဲ့တော့ကောင်းတာဆိုတာအကောင်းနဲ့အဆိုးဆိုတာဘာလဲစိတ်ကိုညင်နွမ်းစေတတ်တဲ့လောဘဒေါသမောဟလောဘဆိုတာကိုယ့်အတွက်ပဲစဉ်းစားတတ်တာလောဘဒေါသဆိုတာတစ်ဖက်သားကိုမုန်းတီးတာဒေါသမောဟဆိုတာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားမသိလို့မလုံးတဲ့နာကိုလုံးမိတာမောဟအလုံးဟာ အစိုးတရားတွေကြီးဖြစ်ပေါ်လာဆိုးကျိုးကိုပေးလို့သူတို့ကိုအစိုးတရားလို့ပြောတာသူတို့ကထုတ်လို့လိုက်ရင်အကောင်းမထုတ်ဘူးအစိုးပဲထုတ်တယ်အိတ်သာတဲ့ကိုယ်ရဲ့ကြီးပွားကိုယ်ရဲ့သားသွားလို့ရှိရင်မနာလိုတဲ့စိတ် jealousy လို့ခေါ်တယ်မစ္စရိယကိုယ်သာကောင်းစားခြင်းနဲ့တစ်ဖက်သားကိုမကောင်းစားစေခြင်းမူဆိုတဲ့ကျင်းမြောင်းတဲ့စိတ်ဓာတ်မာနာ ဘသူကိုဖို့ထားရမှာလဲလို့ဆိုကိုယ့်ကိုအထင်ကြီးပြီးလေးစားတိုက်တဲ့ပုဂ္ဂိုလ်ဖြိုးသေးတိုက်တဲ့ပုဂ္ဂိုလ်ကိုအတိမတ်မပြုတဲ့မာနအဲ့ဒါတွေကလောကမှာလည်းပဲဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေတတ်တယ်။တန်တရာမှာလည်းပဲနှိမ့်ချမှုတွေကိုဖြစ်စေတတ်တဲ့အရာတွေဖြစ်တယ်။ဆိုးချိုးကိုပြီးတတ်တဲ့အရာဖြစ်လို့မကောင်းမှုလို့ပြောတာနော်။